အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့လူဝူ family youtube channel လေးကနေပြန်လဲကြိုးဆိုလိုက်ပါရရှင်။ကျမတို့နေ့ဖျက်ပြမဲ့စာအုပ်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့သွေးဆိုတဲ့စာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်။အိမ်ငန်းခောင်ရင်ပရင်ပေါင်းမှာဝင်လာတော့လက်ဆက်တင်းပြန်သည် နန်းနဲ့လေးပြေးလေးညင်းဤအထီအတွေ့ဖြစ်မောင်မောင်အိယာမှာနိုးလာသည်။ အရှိမနေဝင်းကြီးသည် မြင့်တက်နေလျက်အိတ်ခမ်းထဲသို့နေရောင်များဝင်နေကအိတ်ခမ်းထဲရှိအရာအားလုံးတို့သည်တစ်ဖြက်ဖြက်တောက်ပါလျက်ရှိကြသည်မောင်မောင်သည်အိတ်ယာမှထလာသည်မိဖို့ထဲ၌ကိုမြဖေဈေးမှပြန်ရောက်နေသည်အိယာထနေမြင့်သွားခြင်းကြောင့်ကြပြာကြရာမျက်နှာအစ်နေကိုင်းတဖက်အိမ်ရေဒီယိုမှ မြူးကြော်သောတေးသံများထွက်ပေါ်လာသည် ဟိုက်၈နာရီတောင်ခွဲနေပြီ။မောင်မောင်သည်နှုတ်ကပြောလျက်အိမ်ရှိသူတန်းထွက်လာလေသည်။အိမ်ရှိ၌ဥတက်လွင်ကိုမတွေ့ရခြင်းကြောင့်မောင်မောင်မီးဘူကန်းသို့ပြန်လှည့်လာသည်။ကိုမြဖေအကိုကြီးကကိုမြဖေသည်ငရုတ်သီးထောင်းနေရင်းမောင်မောင်ကိုလှည့်ကြည့်သည်။ငါးစည်းကပြန်လာတော့ဆရာပြန်ထွက်သွားတယ်။စပွဲပေါ်ကော်ဖီက ခမည်းဖြော်ပေးတာလားမင်းကိုကြီးပါကငါမလာခင်အစိုးကြီးတွေကရင်နွေးဥထတဲပြီးဖြောတောက်သွားတာမောင်မောင်ဒီအိညာထားနောက်ကျသွားခြင်းကြောင့်အကိုကြီးကိုယ်တိုင်ရင်နွေးဥတရားခြင်းကိုစိတ်မကောင်းဖြစ်မိသည်အကိုကြီးကလည်းဗျာစစောစစီသွားเสียရှိရဲ့လို့ညကပြောထားရင်ကျွန်တော်ထလုပ်ပေးမှာပေါ့ညကဝတ္ထုထိုင်ဖတ်တာမိုးလင်းကနီးမှပြီးတယ် မောင်မောင်သည်ပြောပြောဆိုဆို ထမင်းစားကန်းဘက်သို့ထွက်လာကစပွဲနိုင်ထိုင်လိုက်သည်သူ့အတွက်ပါ ခရီးရင်း၌ဖြော်ထားခဲ့သောကော်ဖီကိုငှဲ့တောင်းနေကအိမ်ရှိမှကားတန်ကြားလိုက်ရ၏ဤကားတန်သည်ငားလာခန့်အိမ်ရှိ၌ပျောက်ွယ်လျက်မကြားရသောယူမီဆန်ဤကားတန်မောင်မောင်သည်ယူမီဆန်ဤကားတန်ကိုချက်ချင်းမှတ်မိသည် ခြံထဲသို့ဝင်လာသောကားကို မောင်မောင်ထ၍မကြည့်ရဲပင်ယူမီဆန်နှင့်မျက်နှချင်းဆိုင်ရန်မဝင်သောမျက်နှာထိတ်လန့်သောမျက်နှာဖြင့်ရင်တဆက်ဆက်ခုန်လာ၏ကားထိုးရင်းလိုက်သောဆက်တံကြောင့်မောင်မောင်ဤကြောပြင်တလျှောက်လုံးဖြုံးကနေတက်လာသော ကြသိမ်းမွေးကြီးများသည်ငယ်ဒိတ်တို့ရောက်လာကြသည် ဘာလို့ရပါကင်မန်းမသိအောင်မှုန်ထူသွားသောစိတ်တို့ဖြင့်မီးဘိုဆောင်တို့မောင်မောင်ထပြေးသွားသည်ကိုများဖေအိမ်ရှိမှာကာကာတောက်ဖွင့်ပေးပါကိုများဖေသည်မောင်မောင်ဤပြိုလိုပြဲတဲ့မူယာများကိုကြည့်လျက်အံအားကြီးတင်သွားသည်ဘဲကကာလဲဆီယမကာလားဟုတ်လားဟမ်ဟုတ်လားလို့မောင်မောင်ကခေါင်းတစ်ဆက်ဆက်ညှိပြလိုက်သည် မောင်မောင်သည်ကြီးကန်းတောင်ပေါင်းမျိုးလုံးတို့ဖြင့်နေစရာမရှိ၊ကွယ်စရာမရှိ။ဘာလို့ရမှန်းမသိအောင်တုန်လှုပ်နေ၏။ဟေးဟုတ်သလား။ကိုမြားဖေသည် အာရရွှင်လန်းစွာအော်ဟေရင်းအိမ်ရှိသူတဟုန်နေပြေးထွက်သွားလေသည်။မောင်မောင်သည်မိဘခင်နေ၌မရွေပဲဤတိုင်းရက်နေ၏။တကားဖွင့်တန်ကိုကြားလိုက်ရ၏။ မောင်မောင်သည်လှင်းမြန်ပြင်းပြစွာတက်ရှူလျက်အောက်နှုတ်ခမ်းမှာတုံရင်လျက်ရှိသည်မောင်မောင်အင်းရှိမှ ကိုမြဖေဤခေါ်တန်းကိုမြဖေဤဩခေါ်တန်းသည်မိုးချိုးထချုံသည်နှင့်မောင်မောင်ကြားလိုက်ရကရင်တုံ၍လာသည် မောင်မောင်သည်သူ့ကောင်းကိုအတန်လာရာသို့လှည့်ထားလိုက်သည် မောင်မောင်ရေခဏဟေ့ဒီမာဒီမာလာပါဦး ကိုမြဖေဤအတန်သည် တိုး၍ကျဲလောင်လာသည် ကိုမြဖေဤအတန်နောက်တွင် စာမိဤအတန်ကိုမတဲမကွဲဘလုံးပထွေးချလိုက်ရ၏မောင်မောင်သည်အိမ်ရှိသူမရေတရေထွက်ခဲ့သည် အိမ်ရှိ၌ယူမိဆန်ကို မတွေ့ရခြင်းစာမိသာလျင်ကားထဲမှပစ္စည်းအထုပ်ပိုးများကို အိမ်ပေါ်သို့ဆွဲယူလာသည် ဆရာမကမင်းအတွက်စာတစောင်နဲ့ပစ္စည်းတွေပေးလိုက်တဲ့။မောင်မောင်အနာတို့ရောက်မလာမီကိုမြဖေကလှမ်းပြောလိုက်သည်။စာမိသည်ပစ္စည်းများကိုချကာမောင်မောင်ကို အပြုံးမျက်နှာဖြင့်စာအိတ်ကြီးတဲ့လှမ်းပေးလိုက်သည်။စာအိတ်မှာချိတ်ပိတ်ထားလျက်စာအိတ်ပေါ်၌မောင်မောင်ဟုမြမလိုရေးထားသည်ဆရာမပေးလိုက်တယ် ခမားလက်ထဲမှာပေးဖို့မှားလိုက်တယ်။ဒီပစ္စည်းတွေလည်းခမားအတွက်ပဲပြောလိုက်တယ်။မောင်မောင်သည်တုံရင်သောလက်ဖြင့်ဆောင်းအုပ်ကိုလှမ်းယူလျက်ကြီးကြီးကြောင်ကြီးဖြင့်ကျမ်းပေါ်၌ပုံချထားသောထုပ်ပိုးများကိုခြေလိုက်သည်။သွားမယ်။ဆီယမားကဂျပန်ပြန်တော့မယ်။၁၀နာရီမှလေးစိတ်လိုက်ပို့ရမယ်။မောင်မောင်သည်စက်ခနဲ့စာမီးမျက်နှာကို မော့ကြည့်လိုက်သည်။ မောင်မောင်ဤမျက်လုံးများမှာအင်မတန်ပြူးဝိုင်းလျက်ရှိသည် ကိုများဖေက မျက်စိမျက်နှာပြက်ပြက်ဖြင့်ဖြတ်ပြောသည်ဟင်ဆ iam မပြန်တော့မယ်လားဒီနေ့ပြန်တော့မယ်လားဟုတ်လားအပြီးပြန်လာလားဟင် ကိုများဖေသည်ကြောင်ကရန်ပြောဆိုနေသည့်ပမာအတန်ငါကရုံကရင်ဖြင့် ပြောဆိုလျက်ရှိသည် မောင်မောင်မူကမျက်လုံးများကို ပြူးပြူးပြဲပြဲထုလုပ်ထားသောအယုတ်တယုတ်နှင့်မချာအသက်ကင်းမနေသည်။စာမီလည်းခေါင်းငိမ်ကအိမ်ပေါ်မှပြန်ဆင်းသွားသည်။ထို့နောက်ကားထွက်သွားသည်။မောင်မောင်နှင့်ကိုမြဖေတို့သည်ဤအချိန်အထိမလုံးမရှင်းငိုင်းနေကြလျက်ကားထွက်သွားတဲ့ကြားမှသာလျင် အသက်ဝင်လာကြသည်။ဘာရီလဲကွာ။ ကိုများဖေသည် စက်ကူတတာဘူးကြီးကို ပထမစွဲဖွင့်လိုက်သည် မောင်မောင်သည်ကြောင်အန်းအန်းဖြင့်ငိုင်ကြည့်နေသည်ရီကော်ဒါကွာကိုများဖေသည်ဘူးထဲမှရီကော်ဒါကိုစွဲထုတ်ကနောက်တစ်ထုတ်ဖွင့်များဟိကင်မရာဟိကင်နွန်ကင်နွန် ကိုများဖေသည်ဆက်လက်၍အထုပ်တွေကို တထုပ်ပြီးတထုပ်တုတ်သီးတုတ်ပြားဖြေပေါက်လျက်သူ့နှုတ်မှပေါပေါဖောက်တယ်လို့ဒရဇက်ဟစ်အော်ပြောနေသည်ရှက်အင်းကြီးလေးကွာဟာဘောင်းမီတွေရောပဲဟောလက်ပံနာကြီးဒါကဖောင်တိန်ကွာဖောင်တိန်မောင်မောင်သည် အထုပ်ထဲမှာတမျိုးပြီးတမျိုးထွက်လာသောပစ္စည်းများကိုမျက်တောင်မခံငေးဆိုင်ကြည့်နေမိသည် ပစ္စည်းများအလုံးဖြည့်ဖောက်ကြည့်ပြီးမှတရီလက်တကယ်သူငိုင်းချောင်းနေသောမောင်မောင်ကိုကိုမြဖေကလှမ်းပြောလိုက်သည်မင်းလက်ထဲကစိုင်ကြီးကဘာများလဲကွဖွင့်ကြည့်စမ်းမအောင်ဤတွင်မောင်မောင်အသက်ဝင်သလိုလှုပ်ရှားလာသည်မောင်မောင်သည်နီးရကလထိုင်တွင် ဝင်ထိုင်လိုက်သည် စာအိတ်မှဂျိတ်တွေကိုခွာလျက်တုံခါနေသောလက်ဖြင့်စာအိတ်ကိုဖွင့်နေသည် စာအိတ်ထဲမှ ပထမဆုံးစာခေါက်ကိုဆွဲထုတ်ယူသည်ထို့နောက်ထွက်လာသည်ကချောင်းလမ်းမှာရွေရှိဓာတ်ပုံတစ်ပုံမောင်မောင်သည်စာခေါက်ကိုဖွင့်မကြည့်ခင်ဓာတ်ပုံကိုစူးစာ၍ကြည့်လိုက်သည် ဂျပန်စစ်ဗိုလ်နှင့်မြမမျိုးသမီးပုံကိုမြင်ရခြင်းအပြင်ဤပုံသည် သူ့အဖေနှင့်သူ့အမေပုံပဲဟု မောင်မောင်စိတ်ကထင်လိုက်သည်ဓာတ်ပုံကိုကြိုင်ကြည့်နေသော မောင်မောင်၏လက်များမှာပုံမူ၍တုန်ခါနေသည် မောင်မောင်၏ကလထိုင်နောက်မှရက်လျက်မောင်မောင်ကိုယ်ပေါ်မှမိုး၍ဓာတ်ပုံကိုလှမ်းကြည့်နေသောကိုများဖေကမေးသည်ဘယ်သူပုံလဲမောင်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 အဖေနဲ့အမေပုံလား မောင်မောင်သည်နှုတ်ဖြင့်မပြေပဲခေါင်းငိမ်ကသူ့မိခင်ဤပုံကိုမျက်လုံးကြွတ်ကြမတန်စူးဆိုင်လျက်ကြည်နေသည် မောင်မောင်သည်ဓာတ်ပုံအကြောင်းအရာကို သိချင်လွန်၍ဓာတ်ပုံကိုဇပွဲကုန်ပေါ်၌ခဏချကစာကောက်ကိုလှေမြန်စွာဖွင့်ဖက်လိုက်သည် ကိုများဖေဤမျက်လုံးများသည်စပွဲကုန်ပေါ်၌ချလိုက်သောဓာတ်ပုံမှမခွာနိုင်ပဲတအံတအောငေးမောကြည့်နီလျက်ပင်ရှိသည်ရိုးမိဆန်ဤမြန်မာလေးများသည်ဝိုင်းဝိုင်းဆက်ဆက်ဖြင့်တည်သက်ပြီးသားစွာရေးထားခြင်းကို မောင်မောင်တွေ့ရှိရသည် မောင်လေးမောင်မောင်မမနဲ့မောင်မောင်အဖေတူကြတဲ့မောင်နှမဆိုတာမောင်မောင် သိခဲ့ပြီးပြီ မောင်မောင်ကမမကို အမဖြစ်တာလက်မခံချင်တာလဲမမနားလေသွားပါပြီမောင်မောင်မမပေးပို့လိုက်တဲ့ဓာတ်ပုံကိုကြည့်ပါဖျားလေးရွာမှာမမအဖေနဲ့မောင်မောင်အမေနဲ့လက်ထပ်ထိန်များတို့ကရိုက်ထားတဲ့ပုံဖြစ်တယ်။မကြသေးမီကဖျားလေးရွာနေကိုဖိုးတိုက်ကသူ့မိတ်ဆွေနေတဲ့ပြင်ပုံကြီးရွာကအိမ်တအိမ်မှာဒီတပ်ပုံကို တွေ့ခဲ့လို့တောင်းယူပြီးမမစီကို လူဂျုံနဲ့ပို့ပေးလိုက်တယ်။ ဤတွင်မောင်မောင်ဤမျိုးလုံးတို့သည် ပြူးကျဲသွားကာစာကိုဆက်မဖတ်နိုင်သေးပဲဓာတ်ပုံကိုကောက်ယူလျက်စိုက်ကြည့်နေပြန်၏လူဖြစ်မှ ပထမဆုံးအချိန်မိခင်ဤရုပ်ပုံလွာကို မြင်ဘူးရခြင်းကြောင့်မောင်မောင်ဤနှလုံးသားဖို့တို့မှာကြေပြုံးမတန်နာကျင်သွားသည် အမေပါလားအမေအမေအမေ ဟိုတသားသာမြည်တမ်းလိုက်တော့အတန်တို့သည် မောင်မောင်ဤရင်ထဲ၌တဲတဲညံသွားသည် အမေဤနုပြိုချောမွေသောမျက်နှာတွင်ရိုးသားလျက်စိတ်တဘောထားကောင်းသောအတွင်းတရံတို့သည် မျက်နှာပြင်တွင်အထင်းသာပေါ်လွင်လျက်ရှိသည်ဘဝတစ်ချောင်းလုံးအားငယ်သောစိတ်တွေဝင်နိုင် မိခင်ကို အခါခါသတိရတာတာခဲ့သည်လွမ်းဆုတ်ခဲ့သည် မိခင်ရုပ်ပုံကိုမမြင်ဘူးပဲအခါခါတာတာလွမ်းဆွရခြင်းထဲမိခင်ဤရုပ်ပုံတရံကိုမြဝါထင်ထင်တွေ့မြင်ရ၍တာတာရခြင်းသည်ရင်ကွယ်မတက်ခံစားရသည် မိခင်ပုံကိုတဝါကြီးစီပြီးမှမိခင်ဘေးမှရက်နေသော သူ့ဖခင်ပုံဘက်သို့မျက်လုံးများကခက်လေးလေးရွေလျားရောက်သွားသည် နူညံ့စွာပြုံးထားသောမျက်နှာပိုင်ရှင်သည်ဓားပုံထဲမှလှမ်း၍ချစ်လာသောသားကိုနှုတ်ဆက်၍နေတဲ့ရောင်ရောင်အိန္ဒြေတိတ်ခါရှိလာသောစစ်ဘိုလ်တို့၏ဟန်ပြည့်ဖြင့်နူညံ့တိမ်မွေသော ပြုံးကိုဆောင်လျက်ကိုကိုမတ်မတ်ထား၍ညံ့နေသည် နူးညံ့ခြင်း၊ကျေနာခြင်း၊မေတ္တာတရားရှိခြင်းစသည်တို့သည်၎င်း၏မျက်လုံး၌၎င်းအပြုံး၌၎င်းချိုသာကြည်လင်သောမျက်နာပေါ်၌အယောင်လင်းဟန်လျက်ရှိသည်။မောင်မောင်သည် လူလောကထဲ၌မရှိကြသောမိဘနှစ်ပါးကို စိုက်ကြည့်ရင်း ကွယ်လွန်သွားကြတော့မိဘနှစ်ပါး၏အဆက်အနွယ်အဖြစ်သူနှင့်ယူမိဆန်းမတပါအခြားသွေးသားရင်းချသောမရှိသူတို့နှစ်ဦးသာလျင်သွေးသားရင်းချအဖြစ်လူလောက၌ကြံရင်းချခြင်းကိုတည်မြင်လာသည်ဤအသည့်ကြောင့်ရင်ဆုပ်သွား၍စာကိုအတော်ကြိုးစား၍ဆက်ဖတ်ရသည် မောင်မောင်အမီဒေါ်ထွေးထွေးကို မောင်မောင်မမြင်ဘူးဘူးမဟုတ်လားမောင်မောင်မြင်ဘူးအောင်မမပေးခဲ့ပါတယ်မောင်မောင်အမီဘေးနားမှာရက်နေတဲ့မောင်မောင်အဖေပုံကိုကြည့်တဲ့အခါမှာအဖေပေါ်မှာမုန်းတဲ့စိတ်ကိုခဏလောက်ခွာထားပါလို့မမတောင်းပန်ပါတယ်ဒီစာနဲ့အတူဂျပန်လူရေးထားတဲ့စာရွက်နှစ်ရွက်ဟာအခြားမဟုတ်ပါဘူး။ မောင်မောင်အဖေဂျပန်ပြန်ရောက်လို့အိမ်ရာထဲမှာလဲပြီးလူမမာကြီးဖြစ်နေတဲ့အချိန်မှာ မောင်မောင်နဲ့မောင်မောင်အမေကိုလွမ်းဆိုပြီးရေးဆက်ထားခဲ့တဲ့ကြပြာတရွက်နဲ့အချားတရွက်ကသူ့သားကိုမမြင်ဘူးတဲ့အတွက်မြင်ဘူးရှင်စိတ်ပေါက်လို့မောင်မောင်အကြောင်းကိုရေးဆက်ထားတာဖြစ်တယ်ဒီကဗျာရဲ့အတန်အတွက်ကို မောင်မောင်သိရအောင်အင်္ဂလိပ်စာနဲ့နောက်မှရေးထားတယ် မောင်မောင်သည် သူ့ဖခင်ဂျပန်စာဖြင့်ရေးထားသောစာရွက်နှစ်ရွက်ကိုဆွဲယူကြည့်ပြီးယူမီဆန်ရေးထားသောအင်္ဂလိပ်စာလုံးများကိုလည်းအပြေးအလွှားလှမ်းကြည့်လိုက်ပြီးနောက်စာကိုဆက်ဖတ်သွားသည်။နဗတ်တိကဗျာရဲ့အဓိပ္ပာယ်ကကောင်းကင်ကကျဲကိုကြည့်ပြီးမိမနဲ့သားကိုအောင်းမေလွန်းဆွလို့ခေါင်းဆူရွှဲရသောညာပေါင်းဟာဘယ်နှစ်နှစ်ဘယ်နှစ်လဘယ်နှစ်ညာရှိပြီလဲ။ အိမ်ယာထဲမှာလဲနေတဲ့သူ့ဘဝတဲ့ဒီကဗျာရဲ့အိဗယ်ကို မောင်မောင်ခန်းစားနားလည်စေချင်ပါတယ်မောင်မောင်နောက်ကဗျာရဲ့အိဗယ်ကတော့မောင်မောင်ရုပ်ကိုဘယ်လိုနေမလဲဆိုတာသူစဉ်းစားတယ်သူစဉ်းစားလိုက်တိုင်းမောင်မောင်အမိမျက်နာကိုပဲသွားတွေးနေတယ်စဉ်းစားလို့မရဘူးဒီဖြစ်ဟာသူ့ရင်မှာအင်မတန်ထိခိုက်ပါတယ်တဲ့ ဒီကဗျာဆာရွက်နှစ်ရွက်ကို အဖေမသေးခင်မှာရေးသွားတာဘူးမှမသေးကြဘူးအိမ်မှာရှိတဲ့အဖွားကစာအုပ်တော့ကြားမှာညှစ်ထားတာတော့တွေးလို့မောင်မောင်ကိုပေးလိုက်ဖို့အတွက်မကြသေးဘူးဂျပန်ကပို့လိုက်တယ်ရခုစာမီးနဲ့ပေးလိုက်တဲ့အထုပ်တွေဟာလည်းမမဂျပန်ပြန်တော့ကအဖိုးနဲ့အဖွားကမမောင်အတွက်ပေးလိုက်တဲ့လက်ဆောင်ပစ္စည်းများဖြစ်တယ်အဖိုးနဲ့အဖွားကသူတို့မှာတားတယောက်တည်းရှိလို့ ตาကိုအလွန်ချစ်ကြတော့ตาကမွေးတဲ့မြင်းယောက်ျားလေးမောင်မောင်ကိုမမထက်တောင် အချစ်ပူခြင်းကြတယ်ပဲပြောနိုင်ပါတယ်မောင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 ်စိတ်ကိုဘယ်သူ့အပေါ်မှာမှမေတ္တာစိတ်မထားနိုင်လို့ဒီတတ်ပုံကို အရင်တစ်ခါတုန်းကလို့အဖေတတ်ပုံပါနေလို့စုပ်ပစ်ခြင်းနဲ့ဆိုရင်မစုပ်ခင်မမနောက်ဆုံးထပ်ပြီးမောင်လေးကိုတောင်းပန်ပါတယ်မောင်မောင် မောင်မောင်အဖေပုံကိုမဆုပ်ခင်ခဏဆိုင်ပြီးတော့ဒီဓာတ်ပုံနဲ့ကြပြာဆိုင်ရွက်ကို ယူဆောင်ပြီးရွှေတကုံဖျားကိုသွားပါမောင်မောင်ရွှေတကုံဖျားရောက်ရင်ဖျားရှိမှချင်းတီကြီးကို မောင်မောင်တွေ့ပါလိမ့်မယ်တီဟပါဟုဆိုတဲ့ရိုးရာပုံမြင်တဲ့ကတီဟပါဦးရဲ့အဖေချင်းတီဟာလူသားဖြစ်တဲ့သူ့မယားနဲ့သူ့သားပြောက်လို့သူ့မယားနဲ့သားနောက်ကို အပြေးလိုက်ရှာတယ်မဟုတ်လားမောင်မောင် ခြင်သေးတရိဆန်မှာချစ်ခင်တဲ့နှလုံးသားရှိသလိုပါပဲလူသားတယောက်ဖြစ်တဲ့မောင်မောင်အဖေမှလည်းမယားနဲ့သားကိုချစ်ခင်တဲ့နှလုံးသားရှိပါတယ်မောင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 ်တို့သားမိကိုဘယ်လောက်တန်ရုံးစဉ်ရှိပြီးဆွမ်းလန်းချစ်ခင်သွားတယ်ဆိုတာဒီကဗျာနှစ်ပုတ်ကတက်တည်အရာတီးပါစေရွှေရကုံဖျားရှိကချင်းသေးယုတ်ကြီးကိုကြည့်ပြီးဒီတန်းပုံနဲ့ဒီကဗျာကိုတစ်ခေါက်ပြန်ဖက်ကြည့်စမ်းပါ ဒီလိုကြည့်တဲ့အခါမှာမောင်မောင်ဖေပုံနဲ့ချင်းသေးယုံကြည်ကိုနှိုင်းရှင်၍ကြည်ပါနှိုင်းရှင်၍ကြည်တဲ့အခါမှာမောင်မောင်ဖေဟာ တော်ရဲကချင်းသေးတရိတ်ဆန်မဟုတ်ပဲလူသားတယောက်ပါလားဆိုတဲ့အသည့်စိန်များမောင်မောင်မှာရှိလာပါစေလို့မမအများကြီးဆူတောင်းခဲ့ပါတယ် သူတို့သားမိနာကိုလိုက်ရှာတဲ့အဖေချင်းလေးကိုလူသားတွေဒုက္ခမပေးစေဖို့အတွက်တတ်ခဲရတယ်မဟုတ်လားဒီရပြေကြောင်သူ့အဖေချင်းသေးကိုဖယားရှိမှဖယားနဲ့တကိုင်းနဲ့ကိုးွယ်ဖော်ပြတဲ့ချင်းသေးယုံလို့မမဒီပုံမြင်ကိုသိရှိနားလည်ခဲ့ရပါတယ် ။ตาရဲတလိဆန်ကိုတော့ဖခင်ဖြစ်တဲ့အတွက်အထွတ်အမြတ်ဖြစ်တဲ့ဖခင်နဲ့တကိုင်းနဲ့ထားပြီးဖော်ထုတ်ပြတာနိုင်တဲ့စိတ်၊မြန်နိုးကိုးွယ်တဲ့စိတ်ရှိနိုင်သေးတာ။မောင်မောင်လည်းမောင်မောင်အဖေလူသားတယောက်ကိုမိဘအဖြစ်ချစ်ခင်မြန်နိုးနိုင်တဲ့စိတ်ရှိနိုင်ပါစေလို့မြမပြီမှာဖခင်ရေရှိကချင်းသေးရုပ်ပုံတွေမြင်ရတိုင်းမမမလွတ်တမ်းစူတောင်းမိခဲ့ပါတယ်။ မမဆူတောင်းတဲ့အတိုင်းမောင်မောင်ရင်ထဲမှာမောင်မောင်အဖေကိုမြစ်တာစိမ်များတက်ဝင်လာနိုင်ခဲ့မယ်ဆိုရင်မောင်လေးတယောက်ကိုမြမပြီမှာမမလာရှာရာကျိုးနှပ်ပါပြီးမောင်လေးရေမြမပြီမှာမောင်မောင်ကို မမလိုက်ရှာတွေ့ပြီးတဲ့နောက်မမခံစားခဲ့ရတဲ့စိတ်ဆင်းရဲမှုအပေါင်းဟာမောင်မောင်ကြောင့်ဖြစ်ရတယ်လို့မမမယူဆပါဘူး အဖေဖန်နီးထားခဲ့တာကြောင့်အဖေကြောင့်ဖြစ်ရတယ်လို့လဲမမမယူဆပါဘူးမောင်မောင်နဲ့မမကိုတွေ့ခွဲပြီးနာကြီးခြေခွဲကြစီအောင်ဖန်ဆင်းထားခဲ့တဲ့ကဘာစစ်ကြီးပါပဲမောင်မောင်ဒီစစ်ကြီးကြောင့်မောင်မောင်ကန်ဆိုးရတယ်လို့မမလည်းကန်ကောင်းတဲ့သူမဟုတ်ပါဘူးမမအမေဟာ မမကိုမွေးပြီးပြီးချင်းတည်သွားပါတယ်အဖေကိုလည်းစစ်ကြီးပြီးဆုံးသွားပြီးတဲ့နောက် တော်တော်နဲ့မတွေ့ဘူးသေးပါဘူးမမ15နှစ်သမီးကြမှာစစ်ထောင်ထဲကထွက်လာတဲ့အဖေကိုမြင်ဘူးပါတယ်နှစ်နှစ်နီးပါးအဖေနဲ့အတူနေရပြီးမမကိုလူလောကမှာမောင်မောင်နဲ့ထားခဲ့ပြီးအဖေတည်သွားခဲ့ပါတယ် အဖေမသေးခင်ပြောသွားတယ်မောင်လေးကို မမလာရှာပြီးတွေ့ရပြန်တော့မောင်လေးကမမမျက်နှာကို မကြည့်ချင်တဲ့မောင်လေးဖြစ်နေလို့မမလည်းကံကောင်းတဲ့သူမဟုတ်ဘူးလို့ပြောချင်တာပါမောင်မောင်အမှန်မှာ မောင်မောင်နဲ့မမတို့နှစ်ယောက်ဟာပြီးဆုံးခဲ့တဲ့စစ်ကြီးရဲ့အစိမ့်အတောက်တင်ကြရတဲ့မောင်နှမနှစ်ယောက်ပါပဲဒီရချက်မှန်မမှန်မောင်မောင်ကောင်းနဲ့လေးလေးနက်နက်စဉ်းစားစီခြင်းပါတယ် လေးလေးနက်နက်စဉ်းစားပြီးကို့အဖေကိုအဖေပဲလို့လက်ခံနိုင်တဲ့စိတ်ဝင်လာမယ်ဆိုရင်မောင်လေးကိုစူးစားပန်းစားလာရှာဖွေတဲ့မမကိုလည်းမမအဖြစ်အမတ်ထားနိုင်ပြီဆိုရင်မောင်မောင်ထံမှာမမနောက်ဆုံးတောင်းဆိုခြင်းနဲ့အချက်တစ်ခု ရှိပါတယ် အဲ့ဒီအချက်ကဒီစာကိုဖတ်ပြီးရင်မမနားနှစ်ဖက်ကမကြားနိုင်ပေမဲ့မောင်မောင်ပါဇက်ကမမကိုမမလို့တခွန်းခေါ်လိုက်စေချင်ပါတယ်မောင်မောင်မမလို့တခွန်းခေါ်ကြည်စမ်းပါမြားစွာချစ်ခင်ရသော မောင်မောင်ရဲ့မမမောင်မောင်သည်ကိုမြဖေအနားနိုင်ရှိသည်ကိုပင်အင်ဒရီမဆယ်နိုင်တော့ပဲစာဖတ်ရင်းမျက်ရည်များစီးကြလျက်ဖတ်နေသည် မျက်ရည်ကျနေသောမောင်မောင်ကိုကိုများဖီမြင်ရ၍သူပါမျက်ရည်လဲလာသည်စာဆုံးသွားသည့်နေ့တပြိုင်နက်မောင်မောင်သည်စာရွက်ခောက်ကိုခုံပေါ်၌ပြချလိုက်ကာထိုင်ရာမှဟုံးငနေထလိုက်သည်အခန်းထဲသို့မောင်မောင်ပြေးဝင်သွားသည်ကိုများဖီမှာကြောင်တက်တက်နှင့်မေးရန်မင်းစွန်အားနေသည် မောင်မောင်သည်အိတ်ခမ်းထဲသို့ပြေးဝင်သွားကာအန်ဆွဲထဲမှငွေ30နာရီယူ၍ပြန်ပြေးထွက်လာလျက်အိမ်ပေါ်မှတရောတော်ပါပြေးဆင်းသွားသည်ဟေးမောင်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 ဘယ်လဲဘယ်လဲကိုမြားဖေအတန်းကိုကြားတော့မှခြံဝါးမှမောင်မောင်လှဲ့၍ကြည်ကာလေးစိတ်လေးစိတ်ဆိုလျက်လမ်းဘက်သို့ပြေးထွက်သွားသည်မောင်မောင်သည်လမ်းထိပ်၌ခဏရက်လျက်သုံးမင်းကားကိုစောင့်သည် စိတ်အလွန်လိုလွန်း၍သုံးမင်းငါကိုရက်ဆောင်နေရန်အချိန်မပြုံးနိုင်ခြင်းကြောင့်ကဘာအေးလန်းထိတ်သို့အရောက်ခြေကုန်တုံ၍ပြေးလေ၏လေမင်းကားတစ်စီးသည်ဓစီဆိုင်မှစီထည့်ပြီးထွက်လာမောင်မောင်နှင့်လမ်းထိတ်၌သွားဆောင်၍မောင်မောင်ကလက်ပြတားလိုက်သည်ဒီမနောင်ကြီးရဲ့တိတ်ရေးကြီးလိုပါကျွန်တော်ကိုလေစိတ်ကိုအမိပို့ပေးပါခမညာတောင်းတလောက်ပေးပါမယ် မျက်ရည်ဆန်းဆန်းဖြင့်အသက်မရှူဘဲဂမူးရှူလိုပြောဆိုတောင်းပန်နေသော မောင်မောင်အမူအရာကိုကြည့်လျက်ကားစင်အားသည် မောင်မောင်အပေါ်၌ဂယုနာစိတ်ကလေးပေါက်သွားသည်လာလာတက်ဆိုပြီးတကားဖွင့်ပေးလိုက်သည်မြင်းမြန်မောင်မှနောင်ကြီးရဲ့မြင်းမြန်ကလေးမောင်ပေးစမ်းပါစိတ်ချစိတ်ချမောင်မောင်သည်တေးပင်နေရင်ဆိုင်နေရသည်နှင့် မချားပြီး အချိန်ပြင်းစွာအမြန်မောင်းနေနေသောကားပေါ်၌တက်တွက်ခါနေလျက်တချီတချီ၌ကားဘင်းတွေပင်ကျွတ်ထွက်ကုန်တော့မလားထင်လိုက်သည်ရှေးကကားတွေကိုအယံပို့တိုးကြော်တက်သွားသည့်အခါမျိုး၌တိုက်ပြီးဟုအသေးအေးသွားကမျက်လုံးများကိုပိတ်မိလိုက်သည် လမ်းခွေများကိုချိုးလျင်လဲအရှိန်မတက်နိုင်ပဲတရကြံကြွေချိုးမောင်းချသွား၍မှောက်ပြီးဟုပင်အလံတကြားဖြစ်မိလိုက်သည် မောင်မောင်သည်ဆက်ကုံချလာသောကားကလေးပေါ်၌အသက်ဆွန်၍စီးနေရသည်နှင့်ဖိုးလိုက်ထိတ်လိုက်အသေးအေးလိုက်အသေးရောက်လိုက်ဖြင့်အသက်ရှူမာ၍နေလေသည် ရှင်ရင်ကိုမိမမလားဟု တွေးပူလိုက်သည့်အခါတိုက်လိုတိုက်မှောက်လိုမှောက်ယခုထက်မြန်အောင်မောင်းပေးရန်စိတ်ဆန္ဒစောလာပြန်သည်လာရောက်နာဆင်အပ်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဇာသိမ့်ပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကြမှာကြပါစေ